အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေ ပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စက်တင်ဘာလ29ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့မုန်တိုင်းသတင်းများကိုတင်ဆက်ပေးသွားပါမယ်စက်တင်ဘာလ29ရက်မှအောက်တိုဘာလ5ရက်ထိမြန်မာနိုင်ငံပြည်နယ်နဲ့တိုင်းဒေသကြီးများတွင်ခုနှစ်ရက်အတွင်းဖြစ်ပေါ်နိုင်တဲ့မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များကိုတင်ပြပေးသွားပါမယ်အရှိတ်ဘက်မှာ VNN ကမ်းခြေကိုစက်တင်ဘာလ28ရက်ညပိုင်းမှာဖြတ်ကျော်ဝင်ရောက်ပြီးနောက် အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားလာမှာဖြစ်တဲ့အရွယ်စားချင်းပိုင်300ကျော်နဲ့ CAD-1 ဆင့်ရှိသောတိုင်ဖုန်းမွန်တိုင်းဘူအားလိုင်းရဲ့အကျွမ်းကြံများလေပွေလှိုင်းများနဲ့စက်တင်ဘာလ30ရက်နေ့မှာကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းမှာဖြစ်ပေါ်လာနိုင်မဲ့လေပွေလှိုင်းမှဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ရွေ့ရှားပြီးပုံမူအားကောက်လာမဲ့လေပြင်းအားနဲ့ရုံဝန်အရှိန်တက်ရောက်မှုများကြောင်းရခိုင်ပြည်နယ်အေရဝတီမြို့ပေါ်ကျွန်းပေါ်ကန်ရန်ဒေသများနဲ့မွန်တနင်္သာရီကန်ရန်တစ်လျှောက်မှာစက်တင်ဘာလ29ရက်မှအောက်တိုဘာလ2ရက်အတွင်းမိုးတက်လေပြင်းကြပြီးလှိုင်းကြီးနိုင်ပါတယ်။ မိုးတက်လေပြင်းကြသည့်လေပြင်းတနအီမိုင်30ခန်းတိုက်ခတ်နိုင်ပြီးလှိုင်းအမြင့်9ပေမှ10ပေခန်းအထိရှိနိုင်ပါသည်ဒီကာလအတွင်းပင်လယ်ပြင်ခရီးသွားခြင်းနဲ့ရေလုံသားများပင်လယ်သို့ထွက်ခွာခြင်းများကိုရှောင်ကြဉ်သင့်ပါသည်အရာဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးချင်းပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ် တနင်္သာရီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတွေမှာ9ရက်အတွင်းမိုးရေချင်း100မီလီမီတာ100မီလီမီတာကနေ220မီလီမီတာလေးလက်မှမှ10လက်မှအထက်ထိဒေသအလိုက်ရွာသွန်းရရှိနိုင်ပါတယ်။မကွေးတိုင်းဒေသကြီးမှာမိုးရွာသွန်းမှုလျော့နေနေနိုင်ပြီး9ရက်အတွင်းမိုးရေချင်း60မီလီမီတာကနေ90မီလီမီတာ1.5ခွန်လက်မှမှ3.5လေးလက်မှခန့်ရွာသွန်းရရှိနိုင်ပါမယ်။ မကွေးတိုင်းဒေသကြီးတွင်နေရာကွက်ကြားမိုးသည်ထန်နိုင်မဲ့အခြေအနေကိုသတိပြုဂရုစိုက်ကြရပါမယ်။တဘာဝဘေးရန်ရဲ့ရှိနိုင်တဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးများကိုဆက်လက်တင်ပြပေးပါမယ်။ရခိုင်ကန်ရံမုံတနင်းသာရီကန်ရံနဲ့ချင်းပြည်နယ်တို့မှာမိုးသည်ထန်နိုင်ပြီးမိုးရေချိန်များနိုင်တာ9ရက်အတွင်းမိုးရေချိန်200မီလီမီတာ၈လက်မှခန့်ရွာသွန်းရရှိနိုင်ပါတယ်။မကွေးတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာ မိုးပြတ်တောင်းပြီးရွာသွန်းမှုစိတ်ပြီးယာယီမိုးသည်ထန်နိုင်ခြင်းကြောင့်ရေကြီးရေမှွာဖြစ်ပွားနိုင်ပြီးခုနှစ်ရက်အတွင်းရွာသွန်းရရှိနိုင်တဲ့မိုးရေခြင်းကတော့90မီလီမီတာကနေ100မီလီမီတာလေးလက်မှခန့်ရှိနိုင်ပါမယ်။မိုးပြတ်တောင်းရွာသွန်းခြင်းခေတ္တမြတ်မိုးသည်ထန်နိုင်ခြင်းတို့ကြောင့်ချင်းပြည်နယ်၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်တို့မှာကုန်းမြင့်နဲ့တောင်ထူထက်တဲ့ area များမှာမြစ်တို့တောင်ကျချောင်းရည်များရုတ်ချင်းမြင့်တက်လာနိုင်ပြီးလေကွင်းပြင်များတပင်ပြင်များရှိတဲ့ area များမှာမှာ ်လျက်စီးလံမိုးကျုပ်ပြစ်ခြင်းများအန္တရာယ်ရှိနိုင်ပါတယ်။ချင်းပြည်နယ်၊ကချင်းပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့တွင်တောင်ဆောင်များမိုးတဲထန်ခြင်းကြောင့်တောင်ကြချောင်းရေကျဆင်းပြီးမြေပြိုတောင်ပြိုခြင်းများရုတ်ချင်းရေခြင်းခြင်းများဖြစ်နိုင်ပါတယ်။ဒီကာလအတွင်းစက်တင်ဘာလ29ရက်မှအောက်တိုဘာလ5ရက်တွင် ဖြစ်ပေါ်လာနိုင်ခြင်းဖြစ်တဲ့မိုးတဲထန်နိုင်ခြင်းတောင်ကြချောင်းရေကြာဆင်းမှုကြောင့်ရုတ်ချင်းရေကြီးနိုင်ခြင်းစစ်တောင်းမြေရင်နဲ့တန်လွင်မြေရင်မြင့်တက်လာနိုင်ခြင်းတို့ကို ်တင်းလက်တင်းအချက်လက်ရရှိသည်နှင့်တင်ပြအသိပေးနေမှာဖြစ်ပါ၍မိုးလေဝသအခြေအနေတင်းများကိုအဆက်မပြတ်ဂရုပြုကြည့်ရှုမျှဝေပေးကြပါရန်တိုက်တွန်းပါရစေ။အခုဆက်လက်ပြီးစက်တင်ဘာလ29ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။ဘင်္ဂလားပင်လယ်ော်အခြေအနေကတော့အနောက်တောင်မုတ်တုံလေဟာမြန်မာနိုင်ငံလေပိုင်းဒေသများမှာစုခွာခဲ့ပြီးဖြစ်ပါရစေ။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီး ကြံမင်္ဂလာပင်လယ်အော်မှာမုတ်တုံလေးအားအသင့်တင်ရှိနေပါတယ်ထူကြတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်18:30အချိန်တိုင်းထွာကြများရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းပူအားလိုင်းဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားလျက်ရှိပြီးဗီယက်နမ်နိုင်ငံဒါနန်းမြို့ရဲ့မြောက်ဘက်နဲ့အနောက်မြောက်ဘက်ရေမိုင်80 80မိုင်ခန့်နဲ့ဗင်းစ်မြို့ရဲ့အရှိတောင်ဘက်ရေမိုင်140မိုင်ခန့်ကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်အဆိုပါတိုင်ဖုန်းမုန်တိုင်းပူအားလိုင်းဟာအနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီး ။ယနေ့ညပိုင်းမှာဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကို Vince မြို့နဲ့ဒါနန်မြို့တို့ကြားဒုံဟွိုင်မြို့နီးမှာအာကောင်သောအပူပိုင်းမုန်တိုင်းပူဝါလိုင်ဖြစ်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အာရီကနေ2029ရက်6လ2025ရက်နေ့မှာဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်တို့ကိုအပူပိုင်းမုန်တိုင်းပူဝါလိုင်ဖြစ်ဖြစ်လကောက်။30ရက်6လ2025ရက်နေ့မှာလာအိုနိုင်ငံကိုအပူပိုင်းမုန်တိုင်းငယ်ဖြစ်ဖြစ်လကောက်။မြန်မာနိုင်ငံကိုလေဖီယာနယ်ဆဲဖြစ်ဖြစ်၎င်းဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ မနက်ဖြန်မွန်တဲချိန်ထိခံမှန်းချက်များကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြားမိုးထချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မုံမြင်နယ်တို့မှာနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်ရွာရန်ရာနှုံးပြေဖြစ်ပါတယ် မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေတိုင်းထွာကြများရစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအရာဝတီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြမပင်လယ်ပြင်မှာတော့မြဝကျွန်းပေါ်ဗုဒ္ဓမောက်ွေ မော်တနင်းသာရီကန်ရန်တချောင်းနဲ့ကန်လိုပင်လေပြင်းတို့မှာရန်ဖန်ရန်ခါမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးတက်လေပြင်းကြတဲ့ရေပြင်းပြင်းပြင်းလေးဟာတနာယီလရင်35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြစ်မှာမြဝကျွန်းပေါ်မုဒ္ဓမကွေမော်တနင်းသာရီကန်ရန်တချောင်းနဲ့ကန်လိုပင်လေပြင်းတို့မှာ10ပေမှ12ပေခန့်ရှိနိုင်ပါတယ်။ကြံမြမပင်လေပြင်းမှာလှိုင်းအသင့်တင့်မှလှိုင်းကြည့်နိုင်ပါတယ်။မိုးတက်လေပြင်းကြတဲ့ရေပြင်းပြင်းပြင်းလေးဟာတနာယီလရင်25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။ လိုင်းမြင်းမှာရခိုင်ကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးထစ်ချုံရွာပြီးနေရာကွက်ကြားမှုကြီးနိုင်ပါတယ်။ နေပြည်တော်နဲ့နေတဝိုက်တွင်မနှက်ဖြန်မုန်းတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ကြွားရန်ရာနှုံးပြေဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်တွင်မနှက်ဖြန်မုန်းတဲ့ချိန်ဒီခံမှန်းချက်ကတော့မိုးတစ်ချိန်နှစ်ချိန်ထစ်ချုံရွာပါမယ်။ကြွားရန်ရာနှုံးပြေဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတဝိုက်တွင်မနှက်ဖြန်မုန်းတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ကြွားရန်ရာနှုံးပြေဖြစ်ပါတယ်။အခုဆက်လက်ပြီးမြန်မာပြည်တလွားမိုးကြီးနိုင်မဲ့ဒေသများကိုအသေးစိတ်တင်ဆက်ပေးသွားပါမယ်။ ်ဘင်္ဂလားပင်လယ်အော်တွင်အိန္ဒိယကုန်းတွင်းမုန်တိုင်းငယ်ဖြစ်ခြင်းအချိန်နှင့်မနက်ဖြန်29ရက်နေ့ဘူအားလိုင်းတိုင်ဖုန်းမုန်တိုင်းဟာဗီယက်နမ်လယ်ပိုင်းကုန်းတွင်းမှလာအိုကုန်းတွင်းသို့ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခြင်းအချိန်နှင့်ဘင်္ဂလားပင်လယ်အော်နှင့်ကပလီပင်လယ်ပြင်အနောက်တောင်မုတ်တုံလေအာနယ်ပြီးမြန်မာနိုင်ငံနေပြည်တော်ပါဝင် တိုင်းဒေသကြီးနယ်ပြည်နယ်6ခုစတေမာလာ29ရက်နေ့လေတိုက်ခတ်ပြီးမြို့နယ်များစုမှာနေသားကမြို့နယ်တချို့နေရာကွက်ကြားမိုးကြဲကြဲရွာပါမယ် မကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီးကယားပြည်နယ်နဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေတာပါမယ်ဆက်လက်ပြီး2025ခုနှစ်စက်တင်ဘာလ29ရက်နေ့မှာမိုးရွာမယ်မြို့နယ်များကိုတင်ပြပေးသွားပါမယ်ပဲခူးတိုင်းဒေသကြီးတွင်းမှာရှိတဲ့ပဲခူးပြည်ရွှေတောင်ပေါင်းတယ်တဲကုံပဒီကုံဖျားကြီးမင်းလှမိုးညိုညောင်လေးပင် ကြောက်ကြီးမုံညောင်ခါရှိဝရွှေကျင်ဒိုက်ဦးပိန်စလုံပြွန်တစာကဝတက်ကလာ အုံးနဲ့တနက်ပင်နဲ့ကြောက်တကားတို့မှာမနက်ပိုင်းနေတာပြီညနေ3နာရီနောက်ပိုင်းနေရာကွက်ကြားမိုးကြဲကြဲရွာပါမယ်အေယော်ဒီတိုင်းဒေသကြီးတွေမှာရှိတယ်မြန်အောင် ဟင်းတဒအင်ကပူ တနုပြူလေးမျက်နှာနဲ့ထူးကြီးတို့မှာမနက်ပိုင်းနေတာပြီးတော့ညနေ3နာရီနောက်ပိုင်းနေရာကွက်ကြားမိုးကြဲကြဲရွာပါမယ် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့နေတာပါပဲ။မွန်ပြည်နယ်အတွင်းမှာရှိတဲ့မော်လမြိုင်၊ကြိုက်ထူ၊စစ်တောင်၊မုတုံ၊ပောင်၊ရေ၊လမိုင်း၊တန့်ဖြူစရက်၊တထုံ၊ဘီလင်း၊ကြိုက်မရော၊ချောင်းစုံ၊ပောင်နဲ့မုတ်တမတို့မှာညနေ3နာရီနောက်ပိုင်းနေရာကွက်ကြားမှုကြဲကြဲရွာပါမယ်။ကရင်ပြည်နယ်အတွင်းမှာရှိတဲ့လိုင်းဘွဲ့၊ဖအံ၊အိမ်ဒု၊မြိုင်ကလေး၊ကြိုင်းစိတ်ကြီး၊ဖျားသုံးစု၊စုကလီ၊ဝါလာမြိုင် ပိုင်ဂျုံကျုံတူရွှေကုတ်ကိုကြိုက်တုံကော့ကရိတ်နဲ့တန်တောင်ကြီးတို့မှာညနေ3:00နောက်ပိုင်းနေရာကွက်ကြားမိုးကြကြရွာပါမယ်။မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာတော့နေတာနေပါမယ်။ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့စစ်တွေမောင်တော်ဘူးတိတောင်ကြောက်တော်နဲ့မြောက်ဦးတို့မှာညနေ2:00နောက်ပိုင်းမိုးကြကြရွာပါမယ်။ကချင်ပြည်နယ်မှာတော့နေတာနေပါမယ်။ တနင်္သာရီတိုင်းဒေသကြီးတွင်းမှာရှိတဲ့တနင်္သာရီပလောက်လောင်းလုံးရေဖြူတရက်တရက်ချောင်းတဝဲမောင်းမကန်ဘိတ်ကော်တောင်းနဲ့ခမောက်ကြီးတို့မှာမနက်တနင်္သာရီနောက်ပိုင်းမိုးကြကြဲရွာပါမယ်။ကြားပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာလည်းနေသားနေမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါရခင်ဗျာ။အားလုံးပဲကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစီခင်ဗျာ။